အမဒေဝီဖာမင်းသာသူပြောခြင်းနဲ့နောက်ဆုံးဆန္ဒတွေကိုလေးပြာစီပြီးတော့ပြောပြခဲ့တဲ့ကြားမြင်ဆရာမဒေါ်အောင်မကျော်အားလုံးမေမင်္ဂလာပါဆယ်လီတိုင်းနီဘေးကနေပြန်လည်ကြိုဆိုလိုက်ပါရီထို့အားလွန်ခဲ့တဲ့လာနေငယ်ကပဲမတော်တဆမှုနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပြီးသူ့ကိုပြစ်ဒဏ်တွေကမမေ့ကြသေးပါဘူးကွယ်လွန်ပြီးမှအားပေးသူတွေ ချစ်ခင်သူတွေမထင်မှတ်ထားလာအောင်များနေတာကိုသိလိုက်ရှာတော့သူကအယံဝမ်းသာနေမှာပါသူကရင်မတော်စားမှုနဲ့ရုပ်တရက်ကွယ်လွန်ခဲ့ရတာဖြစ်ပြီးတော့သူဖြစ်တဲ့နေရာကအရင်ကလည်းမတော်စားမှုတွေမကြခဏဖြစ်တဲ့နေရာဖြစ်ပါရီနောက်ဆုံးချိန်မှလည်းအမေနဲ့စကားမပြောလိုက်ရတာကြောင့်သူကိုလိုလက်လက်မဖြစ်မှာကိုပရိသတ်တရားစိုးရင်ကြပြီးသူရောက်ရှိနေတဲ့ဘဘွားကိုသိကျင်နေကြပါရီသူကွယ်လွန်ပြီးတဲ့နောက်မှာကောင်းမွန်ရာဘဘွားကိုရောက်စေချင်တာကြောင့်ပရိသတ်တရားကြားမြင်ဆရာမတွေကိုလည်းမင်းနေကြပါရီဝိညာဉ်ရောဆရာမဒေါ်ဥမာကျော်ကအကြမြင်ရသူတယောက်ဖြစ်ပြီးဝ ဝိညာဉ်တွေနဲ့ဆက်သွယ်စကားပြောနိုင်သူဟာဒေါမာကျော်ကွယ်လွန်သူတွေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးချင်တာကြောင့်မိသားစုဝင်တွေကိုရိုင်းလာမိမသားဖြည့်ပေးလေးရှိပါတယ်။ဖြည့်ပေးပြီးနောက်မှာလေဘေဘဝကိုရောက်နေလေဆိုတဲ့အကြောင်းအရာတွေကိုမိသားစုဝင်တွေရဲ့ခွင့်ပြုချက်ကိုရပြီးမှသာတင်လို့ရတာပါ။ထုကွယ်လွန်စားအချိန်မှာတော့သားတို့ခေါ်လို့ရတဲ့ပုံတစ်ခုအမြဝေရာတွေကိုကြားနိုင်တဲ့ပုံတစ်ခုမှရောက်ရှိနေတာဖြစ်ပြီးရွာတော်ရှင်ကခေါ်ထားတယ်လို့ဒေါမာကျော်ကပြောခဲ့ပါတယ်။မိသားစုဝင်တွေကကိုရိုင်းလာမမေးတာကြောင့်ပြောလို့ရသမျှပြောပြခဲ့ပါတယ်။အခုတော့သူရဲ့မိခင်ကိုရိုင်းကဒေါမာ ှာကြော်နေတွေ့ပြီးတော့နောက်ဆုံးဆန္ဒတွေပြောခွင့်ရသွားခဲ့ပါတယ်။သူရဲ့အမေကနောက်ဆုံးအသက်ထွက်သွားတဲ့အထိဘာကိုကြောက်လန့်ပြီးတော့တိုက်လိုက်တာလဲဆိုတာကိုအချိန်တော်ကြာသိချင်နေခဲ့လို့လာနေငယ်ကြတဲ့အထိဒုံမာကျော်နဲ့တွေ့ဖို့စောင့်နေကြရပါတယ်။ဒုံမာကျော်ကသူ့ရဲ့ဝိညာဉ်ကိုလိပ်ပြဝင်စီပြီးပြောတဲ့အခါမကြခင်မှာတော့ကောင်းတဲ့နေရာကိုရောက်တော့မှာပါ။ ဘုန်းကြီးဝတ်ချင်တဲ့ဆန္ဒလည်းရှိပြီးတော့သူ့အမေကိုနောက်ဆုံးပြောချင်တဲ့အရာတွေကိုလည်းပြောနိုင်ခဲ့ပါရီပြောချင်တဲ့စကားတွေကိုအမေကိုတိုက်ရိုက်ပြောခွင့်ရလို့သူ့အမေလည်းစိတ်အေးသွားမှာပါဒီထက်ပိုကောင်းတဲ့နေရာကိုရောက်တော့မှဖြစ်တာကြောင့်သူ့တွေပရိသတ်တရားလည်းဝမ်းသာသွားကြပါရီသူဟာအသက်ရှင်နေသေးမယ်ဆိုရင်ဇွန်လမှာအသက်26နှစ်ပြည့်မှာဖြစ်ပါရီအသက်26နှစ်ကိုမပြည့်သွားနိုင်ပေမဲ့လေသူ့ရဲ့ပရိသတ်တရားကောင်းမှုကုသိုလ်တွေလုပ်ပေးခဲ့ပါရီသူဟာမိဘကိုလွတ်ကျွေးခဲ့တဲ့တားတယောက်ဖြစ်ခဲ့လို့ဒီကုသိုလ်ကြောင့်ပဲ ပုဂ္ဂိုလ်ပိုင်းကခေါ်ထားပေးတာဖြစ်ပြီးတော့မကြခင်မှာကောင်းတဲ့နေရာကိုရောက်တော့မှာပါ။ဒေါအောင်မကျော်ကထူရောက်တဲ့ဘုံဘွားကိုတီးပြီးသားဖြစ်ပြီးတော့ကုညီလို့ရတာတွေကိုလည်းဆက်လက်ကုညီသွားမယ်လို့ဆိုပါရီ။ဒေါအောင်မကျော်ကဝိညာဉ်နဲ့ပတ်သက်လာရင်တိကျပြောနိုင်သူဖြစ်ပြီးတော့သူပြောတဲ့အရာတွေကလည်းမှန်ကန်လေးရှိပါရီ။ထူရဲ့မိသားစုကတော့ကွယ်လွန်ပြီးမကြခင်အချိန်ကလေးက တော်မကျော်နဲ့မိဖို့တွေဘုတ်ကင်တထားခဲ့တာဖြစ်ပြီးသုံးလခန့်ကြာမှသာမိခွင့်ရသွားခဲ့ပါရီတော်မကျော်ကသူ့ရဲ့ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်ပြောပြလို့ရသမျှကိုပြောပြခဲ့ပြီးအခုတော့သူ့ရဲ့မိဘရဲ့ခွင့်ပြုချက်ကိုရရှိသွားပြီဖြစ်ပါရီအသက်ငယ်သေးတဲ့သူကမတော်တဆမှုနဲ့ကွယ်လွန်ခဲ့ပေမဲ့လည်း အမေကိုအလို့ကျွေးပြုခဲ့တဲ့ကုသိုလ်ကကြံနေသေးတာကြောင့်ကွယ်တော်ပြီးနောက်မှာလဲသူ့ကိုကြည့်ရှုပေးသူတွေနဲ့ကြုံခဲ့ရပါပြီ။ဒီလိုယာရီကိုချို့တွေကမယုံကြည်ကြပေမဲ့လည်းတကယ်ကြုံမှုတဲ့သူတွေကတော့လက်ခံကြပါပြီ။ကွယ်လွန်သူတွေနဲ့ဆက်သွယ်ပေးတဲ့ဒုံမာကျော်ကအတိအကျပြောနိုင်တာကြောင့်ကျင်းတဲ့မိသားစုလည်းအနေငယ်တော့စိတ်သက်သာရရသွားကြပါပြီ။ထူလေကောင်းမွန်တဲ့ဘဝကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါပြီ။ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။